အိုလီဗီယာကိုပထမအချီမှလည်းထိုးမယ်လို့ကြွေးကြော်လိုက်တဲ့ဒိုပူရီယာအားလုံးပဲမင်္ဂလာပါခင်ဗျာ 3K Sport 2.0ကနေပြန်လည်ပြီးတော့ကြိုးဆိုပါရစေ။ဂျာလတ်ဆိုလီဗီယာနဲ့ဒိုပူရီယာရဲ့ UFC Lightweight Dan Champion လူပွဲကရောက်ရှိလို့လာပါပြီ။ Bound for Bound Fighter တွေထဲမှာ great ဖြစ်လာတဲ့ဒိုပူရီယာနဲ့အနာဂတ် Hall of Fame Charles Oliveira ရဲ့ပွဲက UFC တမိုင်းတလျှောက်အကောင်းဆုံးပွဲတစ်ပွဲဖြစ်လာမှာပါ။နောက်အောင်ဆန္ဒခုနှစ် UFC 148ပြိုင်ပွဲကနေစတင်အသက်ဝင်လာခဲ့တဲ့ UFC International 5 week ဟာ McGregor ဂျွန်ဂျုံးဆိုလို့ UFC legend တွေအစင်းစဆင်နွှဲခဲ့မှုတွေအခု Tobria နဲ့ Olivia တို့ရဲ့ပွဲကလည်း Gan Win တွေမဲ့ပွဲပါပဲ UFC pound for pound ယက်တိမှုမှာတတိယနေရာရထားတဲ့ Tobria ကပထမချီတွဲမှာပဲ Olivia ကိုလည်းထိုးမယ်လို့ကြွေးကြော်လိုက်ပါတယ် Olivia ကပထမချီ2မိနစ်3မိနစ်တွဲမှာပဲပွဲသိမ်းပြချင်နေရပါ2024ခုနှစ်ဖေဖော်ဝါရီလအတွင်းက UFC 298မှာ Wayne Volkanovski ကို ဒုတိယအကြိမ်တွင်မှလဲထိုးနိုင်ပြီးတော့ဒိုဘရီယာကဖေဒါဝေတန်ချန်ပီယံဖြစ်လာခဲ့ပါတယ်။အိုင်နောက်နောက်24ခုနှစ်အော်တိုဘာလာတွင်မှ UFC 308မှာနောက်ထပ် UFC ဝါရင်မာဆော်လိုဝေးကိုနိုင်ပြီးတော့ဖေဒါဝေတန်ချန်ပီယံကာကွယ်ပြခဲ့တယ်။ဒိုဘရီယာကဝေတန်၃ခုမှချန်ပီယံဖြစ်ချင်တဲ့သူ့ရဲ့ဟီမန်းချက်တိုင်းချီတက်ခဲ့ပါတယ်။ပြီးခဲ့တဲ့ April အတွင်းမှာဖေဒါဝေတန်ချန်ပီယံကပတ်ကိုဆွန့်လွတ်ပြီး Lightweight တန်းစီကိုလာခဲ့ပါတယ်။ Lightweight တန်းမှာမေးမှုနဲ့ Market Cap ကိုဖြိုးခြင်းလို့ဒိုဘရီယာရောက်လာပြီးမဲ့ Market Cap ကဝေတန်းပြောင်းသွားလို့မဆုံးပြစ်တော့ဘူး။ အခု Olivia နဲ့ဘွဲကသူ့ကိုပထမဆုံးစမ်းသပ်မဲ့ light weight တန်းဘွဲဖြစ်ပြီးတော့ဂုံတိတ်ခါရအယောစားတိတ်ကြီးမာတယ်။ weight တန်းပြောင်းပြီးတော့လူစွာလို့ဖို့စူးစားနေတွေတဲ့အဒေးဆန်ညာလို့ fighter လဲခံရဘူးတယ်။အခုလဲ၄တိုက်ကြမ်းပြီးမှ Dobria ရလာမကောင်းရင်ပုံရိပ်ကျသွားမှာပါ။လောင်ပြောင်ခံရမှာပါ။ UFC fighter ဘွားမှာရှုံးပွဲမရှိဘူးတဲ့ Dobria ပထမဆုံးရှုံးပွဲလဲဖြစ်နိုင်ပါလိမ့်။ကျွန်တော်ကကမ္ဘာမှာအကောင်းဆုံး fighter ပါ။ champion ကမ္ဘာရယုံတတ်တတ်မဟုတ်ပဲ Olivia ကိုပထမချီမှာလဲထိုးပြခြင်းပါလိမ့်။ UFC ရဲ့ဂန်နဝင်တွေကိုတအုပ်ပြီးသူဖြိုပြလာပြီးတဲ့နောက်ကျွန်တော်လည်းဂန်နဝင်ဖြစ်လာမှာပါလို့ဒိုဘရီယာကပြောပါလေ။ဟော်လိုဝေးကိုဘယ်တော့မှမမေ့နိုင်မဲ့နာကျင်စရာခံစားချက်ပေးခဲ့သူကဒိုဘရီယာပါ။ဖိုင်တာဘွားမှာတစ်ခါမှအလဲထိုးမခံဘူးတဲ့ဟော်လိုဝေးတယောက်ဒိုဘရီယာနဲ့တွေ့မှရာဇဝင်ရိုင်းခဲ့ရပြီ။ဒိုဘရီယာကတော့မော်ဆန်နဲ့နိုင်ပွဲတွေဇက်တိုက်ဖန်ဆင်းပြနေတယ်။ဖော်ဂန်နော့စကီကိုလဲထိုးပြီးတဲ့နောက်ဟော်လိုဝေးကိုထပ်ပြီးအလဲထိုးပြလိုက်တာဟာဒိုဘရီယာဖန်ဆင်းတဲ့ဒန်တာကြီးမဟုတ်လား။ဟော်လိုဝေးနဲ့ဖော်ဂန်နော့စကီဆိုတာဖဲသာဝေးတန်းရဲ့ဂန်နဝင်ကြီးတွေဖြစ်ပြီးတော့ ဒေါပရီယာကနိုင်ပွဲယူပြီးဂန်နဝင်းပူဆံပြခဲ့တယ်။ဒေါပရီယာကဘန်နဝေတန်းဖဲရဝေတန်းတွေမှာထိုးခဲ့ဘူးလို့အခုသူ့ရဲ့တတရားမြောက်ဝေတန်းဖြစ်လိုက်ဝေတန်းမှာထိုးရပါမယ်။အိုလီဗီယာကတော့ဒေါပရီယာလိုလေကြီးတဲ့ကောင်းလေးတွေ့နေကြဆိုပြီးတော့တုံ့ပြန်နေ။ပြိုင်ဘက်တွေဟာပွဲမတိုင်ခင်မှာလေကြီးကြရမယ်တကယ်တမ်းမှာတော့အိုလီဗီယာကိုလည်းမထိုးနိုင်ခဲ့ကြပါဘူး။အိုလီဗီယာချန်ပီယံကပတ်လိုချင်စိတ်ကလည်းတော်လေးကိုပြင်းထန်လို့နေပါလေ။သူ့အသက်ကလည်း35နှစ်ရှိနေဖြစ်လို့ဖိုက်တာဘွားအချိန်သိပ်ပြီးတော့မကြံတော့ပါဘူး။ နောက်22ခုနှစ်နောက်ပိုင်းမှာအိုလီဗီယာကလိုက်ဝိတ်တန်းချန်ပီယံကပတ်နဲ့ဝေးကွာနေတာလည်းဖြစ်ပါတယ်။ဒါကြောင့်သွေးကြွတဲ့ဒိုဘရီယာကိုအိုလီဗီယာဆုံးမခြင်းနေပါတယ်။အိုလီဗီယာကဒိုဘရီယာကကျွန်တော်ရှိလာပြီးတော့လေးကျယ်နေတဲ့နောက်တစ်ယောက်ပါပဲ။ကျွန်တော်ရဲ့ဖြတ်သန်းမှုကျွန်တော်ရဲ့အိမ်မက်ကျွန်တော်ရဲ့စာလောင်စိတ်တွေကအခုလိုရက်တီနံကိုလှုပ်ပေးထားတယ်။ချန်ပီယံဖြစ်အောင်ကျွန်တော်ရည်မှန်းထားပါတယ်လို့ပြောပါတယ်။ဒိုဘရီယာကအိုလီဗီယာကိုပထမချီမှာပဲအမှောက်သိမ့်ခြင်းနေလို့အိုလီဗီယာကလည်းတကြောပြန်ချန်ပီယံကပတ်ပိုင်ဆိုင်နိုင်အောင်ဒိုဘရီယာကိုပညာပေးပြီးတော့အနိုင်ပြခြင်းနေတယ်။ ဆိုတော့ပေါ်ရိုဘလို့မြင်ကြလဲဒီညောင်းပွဲအကျမ်းမှာတော့အသေးကြပဲဘသူဘက်ကအားသာသွားမယ်ထင်လဲဒီမင်းချက်ကိုပြောပြီးခဲ့ပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်